နောက်ပိုင်းဂျပန်စာတို့ကိုရီးယားစာတို့လေးလာနေကြတဲ့လူအများစုကငါတို့တော့လုံနေရပဲဘာမှလည်းထူးထူးခြားတက်သွားရင်လုံးခံစားရရဘူးဆိုတာမျိုးဖြစ်နေကြတာတော်တော်လေးတွေ့ရပါတယ်တကယ်တော့ဒါကသူတို့တွေပဲကြုံနေရတာမဟုတ်ဘူးဒါကဘာသာစကားလေးလာနေတဲ့လူတိုင်းဒီမှာဖြစ်နေကြတဲ့ကြုံနေကြရတဲ့ပြဿနာပါဒါပေမဲ့ဘာသာစကားတွေအများကြီးပြောနိုင်တဲ့ပိုလီဂရော့တွေကတော့ပြောင်းပြန်သူတို့တွေကဘာသာစကားမျိုးစုံကိုလေးလာနိုင်ပြီးတော့တခြားသူတွေထပ်ပို့ပြီးတော့လေဘာသာစကား40 50လောက်ထိကိုပြောနိုင်နိုင်မျိုးရှိကြတယ် ဒါဆိုရင်သူတို့ဘာကြောင့်ဘာသာစကား၄90လောက်ကိုထိုင်နေပြောနိုင်တာလဲဘလိုနီလန့်တွေကိုတောင်းရင်သူတို့လိုက်ပြောနိုင်မှာလဲပြီးတော့ဘလိုလုပ်ရင်ဘာသာစကားတခုမြန်မြန်ဆန်တက်မြောက်နိုင်မှာလဲဘာသာစကားနဲ့ပတ်သက်ရင်တော့တော်တော်များများခေါင်းထဲမှာမှတ်ထားကြတာတခုကလူငယ်တွေကလေးတွေလောက်ပဲဘာသာစကားကိုလေ့လာနိုင်တယ်အသက်ကြီးသွားရင်တော့ဘာသာစကားလေ့လာနိုင်မှုဆိုတာမလွယ်တော့ဘူးဆိုတာပါအဲ့ဒါကြောင့်လေအခုနောက်ပိုင်းလူကြီးတွေကသူတို့အိမ်ကကလေးတွေတာသမီးတွေဆိုရင်ငငယ်လေးပဲရှိသေးတယ် အင်္ဂလိပ်စာတွေတရုတ်စာတွေတက်အောင်သင်တန်းအောင်ပို့တတ်ကြတယ်တကယ်တော့ဒါကလွဲမနေတဲ့အယူအဆတစ်ခုပါခလေးတွေကပဲဘာသာစကားတွေကိုလေ့လာနိုင်ကြတယ်ဆိုတာလုံးဝမဟုတ်ပါဘူးဇီရက်ဖာဆာဆိုတဲ့သူတူကဘာသာစကား59မျိုးအထိကိုပြောနိုင်တဲ့သူတူပါဒါပေမဲ့အဲ့လိုဘာသာစကားတွေအများကြီးကိုပြောနိုင်တဲ့အချိန်မှာတော့သူ့ရဲ့အသက်40ပြည့်ကနေနေပါပြီဒါကအတက်ကြီးတဲ့သူတွေကလည်းဘာသာစကားလေ့လာနိုင်နေဆိုတဲ့တည်တည်တစ်ခုပါအဲ့လိုမျိုးပဲဘာသာစကား9ခုလောက်အထိကို ကျွန်ကျန်ချင်းပြောနိုင်တဲ့လေးနှစ်သားအရွယ်ကလေးလေးလည်းရှိပါတယ်။ဒါဆိုရင်သူတို့ဘယ်လိုပုံစံနဲ့လေးလာချလို့လဲ။တာမန်လူတယောက်ဆိုရင်တော့ဘာသာစကားတစ်ခုကိုကျွမ်းကျင်မှုအတွက်အနည်းဆုံးအချိန်တစ်နှစ်လောက်တော့ပေးရတတ်တယ်။ဒါတော့မှအချိန်ပြည့်ဒီဘာသာကိုပဲလေးလာနေမှာအလောက်မြန်မြန်တက်တာ။ဒါဆိုရင်ဒီအသက်၄နှစ်အရွယ်ကလေးကဘာသာစကားခုနှစ်မျိုးကိုဘယ်အချိန်မှလေးလာခဲ့ရလဲ။တကယ်တော့ဘာသာစကားတွေအများကြီးကိုပြောနိုင်ကြတဲ့ပိုလီဂရော့တွေမှာကျမတို့တွေပုံမှန်သုံးနေတဲ့ပုံစံနဲ့မတူဘဲနဲ့ကွဲထွက်နေရလေးလာနေရရှိတတ်ပါတယ်။ ဟုတ်တယ်။သူတို့ရဲ့ဘာသာစကားကိုလေ့လာတဲ့ပုံစံကတခြားသူတွေလေ့လာမှတ်သားနေတဲ့ပုံစံနဲ့မတူကြဘူး။ပုံမှန်လူတွေကတော့ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါမှာသတ်မှတ်ထားတဲ့အကန့်အသတ်တစ်ခုရောက်တဲ့အချိန်အထိမှလက်တွေ့လေ့လာကြတယ်။ငါကတော့ဒီည9နာရီကနေပြီးတော့9နာရီလောက်ထိစာလို့ရမယ်ဆိုတာမျိုးပေါ့။ဒါပေမဲ့ဒါကဘာသာစကားတွေကိုခေါင်းထဲမှာကြာကြာမှတ်မိဖို့အတွက်ခက်ခဲပါတယ်။ပိုလီဂရော့တွေကတော့ဒီလိုမျိုးမဟုတ်ဘူး။သူတို့တွေကဘာသာစကားလေ့လာတာကိုတသက်သာအတွက်မရှိမဖြစ်ဖြစ်တဲ့ အခြေချင်းတစ်ခုလုံနေကြအချင်းတစ်ခုဝါသနာတစ်ခုလိုမျိုးနဲ့စိတ်အားထက်သန်စွာနဲ့စိတ်ရောကိုယ်ပါနှစ်ပြီးတော့လေ့လာတတ်ကြတယ်။သူတို့လုံနေတာကစတစ်ခုအလုံးတစ်ခုကိုတာဝန်ရလုပ်ရတာလို့မသတ်မှတ်ဖင်းနဲ့သူတို့ကြိုက်လို့လုပ်တဲ့အရာတစ်ခုလို့သတ်မှတ်ထားကြတာပါ။ဒါကတော့သူတို့ရဲ့ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါမှာထားတတ်တဲ့စိတ်နေစိတ်ထားတစ်ခုပေါ့။ကျမတို့တို့တာမန်လူတွေကတော့ဆေးအားထက်သန်မှုမရှိ အချိန်တိုင်းတာတစ်ခုသတ်မှတ်ပြီးတော့ငါဒီနေ့တော့ဘဏ္ဍာနိုင်လှုပ်လိုက်မယ်ဆိုပြီးတော့ဝိစီတန်းကြီးလှုပ်တတ်ကြတယ် ါကတော့ပိုလီဂရော့တွေနဲ့ကျမတို့တွေကိုတိတိတတ်တာကွဲပြားသွားစေတဲ့အချက်ပါပိုလီဂရော့တွေရဲ့စိတ်ကိုထားတဲ့ပုံစံကအုံနှောင်းရဲ့အလုံးလုံးပုံပိုကောင်းစေပြီးတော့အတိအကျဆိုရင်တော့ gray matter ဆိုတဲ့အုံနှောင်းရဲ့မှတ်ညံလှုပ်ရှားမှုတရင်အချက်လက်နဲ့ခံစားချက်တွေထိန်းချုပ်ပေးတဲ့အပိုင်းတွေကိုပိုအားကောင်းစေပါတယ်ဒီနည်းလမ်းကိုတော့မြင်မြင်စံနာလေးသဘောပေါက်လွယ်ခြင်း cognitive flexibility လို့ခေါ်လို့ရပါတယ်ဒါကြောင့်မယ်သူတို့ရဲ့အုံနောက်တွေကဘာသာစကားအများကြီးကိုလေ့လာနိုင်နေရပါတကယ်ဆိုရင်တော့ ပိုလီဂရောတွေရဲ့သူတို့ကိုဘာသာစကားလေးလာမှုအားကောင်းစေတဲ့အချက်တွေကသူတို့လေးလာတဲ့ဘာသာစကားပေါ်မူတည်ပြီးတော့ပုံစံတွေအများကြီးရှိတတ်တယ်။ဒါကပိုလီဂရောတောင်နဲ့တောင်တော့မတူကြပါဘူး။ဒါပေမဲ့တကယ်တမ်းသူတို့ကိုဘာသာစကားအများကြီးပြောစေနိုင်တဲ့အချက်၅ချက်လောက်ရှိတယ်။အဲ့ဒါတွေကတော့မြန်မြန်ဆန်ဆန်နားလည်သဘောပေါက်လွယ်ချင်းထိရောက်တဲ့လေးလာမှုပုံစံများလုံးချင်စိတ်နဲ့စည်းကမ်းအုံနောက်ရဲ့မှတ်သားနိုင်စွမ်းနဲ့စူးစားဖို့မလိုအချင်းဆိုတဲ့အဆင့်တွေပဲဖြစ်ပါတယ်။ခုနကအပေါ်မှာ cognitive flexibility နဲ့ပတ်သက်တဲ့ ုံနာပြောင်းလဲပုံအကြောင်းကိုပြပြပြီးပြီဆိုတော့ပိုလီဂရော့တွေကဘာသာစကားတွေကိုကျွမ်းကျင်ပြောနိုင်တဲ့အကြောင်းရင်း၄ချက်ကိုဆက်ပြီးတော့ပြပြပေးပါမယ်။ဒီတစ်ခါပြပြပေးမှာကတော့ efficient learning strategy ဆိုတဲ့တယောက်တည်းလေ့လာမှုပုံစံနည်းလမ်းပါ။ဒီနည်းလမ်းကတော့ပိုလီဂရော့တယောက်ကိုဘာသာစကားတစ်ခုကျွမ်းကျင်မှုနိုင်ပေါင်း600ကနေပြီးတော့2200အထိအချိန်ကုန်စရာမလိုဘဲနဲ့လေ့လာနိုင်တဲ့နည်းလမ်းဆိုတော့ဒီနည်းလမ်းကလိုက်လုပ်မယ်ဆိုရင်တော့ဘာသာစကားတစ်ခုကိုအချိန်ပေးပြီးတော့မလေ့လာနိုင်တဲ့သူတွေအတွက်အကျိုးရှိရစွာသိကြပါဗျ။ ီနေ့လဲမှာတော့ပထမဦးဆုံးအနေနဲ့ဘာသာစကားတွေအများကြီးပြောနိုင်တဲ့သူတွေကကျမတို့တွေနေစဉ်ဘဝတွေမှာအသုံးများတဲ့စကားလုံးတွေကိုစကားပြောတဲ့နေရာတွေမှာမမြတ်ထိတ်သုံးနိုင်အောင်လို့စကားလုံးတစ်ထောင်တစ်ထောင်လောက်အထိကိုလေ့လာလေ့ရှိကြပါတယ်။ဥပမာအနေနဲ့အင်္ဂလိပ်ဘာသာနဲ့မျိုးလုံးနဲ့မြောင်ပြောရမယ်ဆိုရင်တော့သူတို့တွေက there and is you that it into of was စတဲ့စကားလုံးတွေကို၃လအနေပြီးတော့မှ၆လအတွင်းမှာလေ့လာကြပြီးတော့နေစဉ်ဘဝကနေ ်ပေါ့ကတ်တို့ရုပ်ရှင်တို့နေရာတွေမှာဘာသာစကားတွေနဲ့ယဉ်ကျေးနေရလို့နားထောင်နေတတ်ကြပါတယ်။ဒါကလည်းတာဝန်ရလုံးနေတာမျိုးမဟုတ်ဘဲနဲ့ကိုယ်သဘောကျတဲ့အရာတွေမှာလေးလာနေတဲ့ဘာသာစကားတစ်ခုကိုထည့်ပြီးတော့လေးလာလိုက်တဲ့သဘောမျိုးပါ။ဒါက vocabulary ကိုတသက်ချက်နေစရာမလိုတော့ဘဲနဲ့မှတ်မိစီနိုင်တဲ့အပြင်ကိုမှပို့ပြီးတော့မြန်မြန်ဆန်လဲမှတ်မိစီသေးတယ်။ဒီလိုမျိုးတွေမှတ်မိပြီဆိုရင်တော့အခုလိုနီးပညာတွေနဲ့မြန်မြန်ဆန်လေးလာလို့ရနိုင်တဲ့ခေတ်ကြီးမှာတော့ဘာသာစကားတစ်ခုကိုပြောဖို့အတွက်တခြားလူတစ်ယောက်ကိုမလိုအပ်တော့ပါဘူး။ ကိုကိုကိုအားကိုးပြီးတော့ဘာသာစကားတစ်ခုမင်းမင်းစမ်းနဲ့ပြောနိုင်ပါပြီခုနက for cup တွေ high frequency word တွေကိုလေ့လာပြီးရင်တော့လက်တွေ့လေ့ကျင့်နိုင်မှုအတွက် hello talk i talking လို့လိုနေရာတွေကနေပြီးတော့စကားပြောတွေကိုတရက်ကို10မိနစ်ပြောကြည့်ရင်ဒါအသင်လေ့လာနေတဲ့ဘာသာစကားရဲ့ကျွမ်းကျင်မှုကိုလေ့စရာခိုင်နှုန်းအထိတက်လာနိုင်ပါတယ်နောက်ထပ်ထူးခြားတာတစ်ခုကတော့ grammar ပုံစံစင်တဲ့ဘာသာစကားတွေရာလဲ polyglot တွေအတွက်လေ့လာမှုနှုန်းမှာ90ရာခိုင်နှုန်းကနေပြီးတော့80ရာခိုင်နှုန်းလောက်အထိကိုမြင့်တက်စေပါတယ် ဥပမာပြောရရင်တော့အီတလီနဲ့စပိန်ပါသူတို့နှစ်ခုလုံးက grammar ပုံစံနဲ့ဆင်ကြတယ်တကယ်ဆိုရင်တော့ polyglot တွေကိုဘာသာစကားတွေအများကြီးပြောနေတာက DNA တွေမျိုးဥပစာထူးခြားချက်တွေပါရမီတွေဆိုမဟုတ်ပါဘူးသူတို့တွေကဘာသာစကားတွေအများကြီးကိုတထိုင်ထဲမှာစဉ်းစားကြည့်ပြောနိုင်ရတာအခုလိုမျိုးဖြန့်လန်းရနေပြီးတော့လေးလာလေးတလေးလာမှုတွေကြောင့်ပါမှန်ကန်တဲ့အားစိုက်ထုတ်မှုနဲ့ရှိထားတဲ့စိတ်နေစိတ်ထားပုံစံသာမှန်ရင်တော့ဘယ်သူမှမဆို polyglot တယောက်ဖြစ်လာနိုင်ပါတယ်လူတယောက်က ဘာသာစကားတစ်ခုကိုပုံမှန်လေ့လာပြီးရင်သူ့အုံနောက်မှာရှိတဲ့အာယုံကျော်တွေရဲ့ချိန်ဆက်မှုပို့ပြီးတော့အားကောင်းစေတဲ့အပြင်ဥမှာပို့ပြီးတော့လေ့လာလေလေဘာသာစကားကိုလေ့လာရင်လိုအပ်တဲ့ phonetic နဲ့ grammar မှတ်သားမှုတွေကိုပို့ပြီးတော့တိုးတက်လေလေပါဒီနေရာမှာတစ်ခုပြောချင်တာကဘာသာစကားအများကြီးကိုပြောနိုင်တဲ့သူတွေကသူတို့လေ့လာနေတဲ့ဘာသာစကားတွေကိုမယောသားမှုဆိုတာဒါကြောင့်ပါသူတို့ရဲ့အုံနောက်ကဘာသာစကားတစ်ခုကိုလေ့လာရင်းနဲ့အသားချသွားပြီဆိုရင်တော့ဒါကနောက်ဘာသာစကားတစ်ခုကိုလွယ်လွယ်ပြောနိုင်မှုအတွက်အကူအညီတစ်ခုပါ ဒီနည်းလမ်းကတော့ brain adaptation ဆိုတဲ့အဆင့်ပဲဖြစ်ပါတယ်။ပြောချင်တာကဘာသာစကားများများလေ့လာလေးလေးနောက်ထပ်ဘာသာစကားတွေကိုပိုပြီးတော့မှမြန်မြန်ပြောနိုင်လေးဆိုတာပါ။ Polyglot တွေကသူတို့ရဲ့တရက်တာမှာမိနစ်30ရာနေပြီးတော့60လောက်အထိစာလေ့လာတတ်တယ်လို့ဖော်ပြထားပါသေးတယ်။လေ့လာနေတဲ့အချိန်မှာလည်း listening ကို30ရာခိုင်နှုန်း speaking ကို30ရာခိုင်နှုန်း reading ကို20ရာခိုင်နှုန်းနဲ့ vocabulary ကို20ရာခိုင်နှုန်းလေ့လာတတ်ကြပါတယ်။ ဒီနေရာမှာဘာသာစကားလေးလာတဲ့ပုံစံတစ်ခုကိုပြောပြချင်တာကပိုလီဂရော့တယောက်ဖြစ်တဲ့ကေတိုလက်မလေးလာခဲ့တဲ့နိလန်တစ်ခုပါ။သူကအော်တိုလက်စီယာ၊အော်တိုဂရဖီယာနဲ့အော်တိုလော်ဂျီယာဆိုတဲ့နိလန်ကိုသုံးပြီးတော့လေ့လာခဲ့တာပါ။ဒီနိလန်တွေကြောင့်ပဲကာတိုကဘာသာစကားပဏာကူးထိပြောနိုင်ခဲ့တယ်ထင်တယ်။ဘာသာစကားစစကူတော်လေ့လာနိုင်ခဲ့တာပါ။ဘာသာစကားဆိုတာကလူတယောက်ရဲ့ဘဝမှာမရှိမဖြစ်တထားတဲ့အရာတွေရဲ့တစ်ခုပါ။ဘာသာစကားတစ်ခုတက်မြောက်ထားတာက လူအချင်းချင်းပြောဆိုဆက်သွင်းနိုင်မှုအတွက်ပေါင်းမှုတရားတစ်ခုကိုတည်ဆောက်လိုက်တယ်လို့ပါပဲ။ဒါကြောင့်မို့လို့ဘာသာစကားတစ်ခုကိုမြန်မြန်ဆန်တဲ့ညီစနစ်ကြကြလေ့လာခြင်းနဲ့ဆိုရင်တော့ Trino application ထဲမှာရှိတဲ့ Polyglot ဆိုတဲ့စာအုပ်နဲ့ DAO Learning Note လို့စာအုပ်တွေကနေပြီးတော့တွားအုပ်လေ့လာလို့ရပါတယ်။ Trino application ဆိုတာကနိုင်ငံတကာကကမ္ဘာတော်စာရေးဆရာတွေရဲ့အစာအုပ်ပေါင်း၆၀၀ကျော်ကိုမြန်မာဘာသာပြန်ပေးထားပြီးတော့အတန်းနဲ့ဟောစာနေပါ အချိန်မရွေးနေရမရွေးဖတ်ရှုနားဆင်နိုင်တဲ့ audio book တွေလည်းပါဝင်တာကြောင့်စာဖတ်ဖို့အချိန်မရှိတဲ့သူတွေကအခုပဲ Play Store နဲ့ App Store မှာ download ဆွဲပြီးတော့ဒီနေ့ကစပြီးတော့စာတွေဖတ်ဖို့တက်တွန်းလိုက်ပါရစေ။ပထမအဦးဆုံးတစ်ခုဖြစ်တဲ့ Autolexia ကတော့ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုနဲ့ပတ်သက်တဲ့မှုကင်းတို့အချစ်ဆက်လန်တို့နဲ့ပတ်သက်တဲ့စာအုပ်တစ်ခုခုကိုဖတ်တာပါ။ဖတ်တဲ့အချိန်မှာလည်းကိုယ်လေးလာနေတဲ့ဘာသာစကားကိုသုံးထားတဲ့စာအုပ်ကိုပဲဖတ်ရပါမယ်။ဒါမှသာလေးလာနေတဲ့အချိန်မှာပြင်းမတော့ဘဲနဲ့တနေရာထဲမှာပဲဘောကပ်တွေကိုလည်းမင်းမင်းဆန်နဲ့မှတ်မိနိုင်ပါတယ်။ ဒီနေရာမှာဂျာဖြစ်ပြောချင်တာတစ်ခုက SRS ဆိုတဲ့နည်းလမ်းပါ။အော်တိုလက်စီယာကိုသုံးပြီးတော့ဝက်ကပ်တွေကိုမြန်မြန်မှတ်ပြီးဖို့အတွက်လှုပ်တယ်လို့ဒီ SRS နည်းလမ်းကိုသုံးပြီးတော့လဲဝက်ကပ်တွေကိုမှတ်လို့ရပါသေးရဲ့။ SRS ဆိုတာကတော့ Anki, Memrise ဒါမှမဟုတ် Quizlet ဆိုတဲ့ Flash card တွေကိုသုံးပြီးတော့ဝက်ကပ်တွေကိုမှတ်တယ်နေပါ။ဒီနည်းကိုသုံးတဲ့အချိန်မှာတော့တရက်ကိုစိတ်ကကနေပြီးတော့တက်20လောက်ထိကိုမှတ်နိုင်ပါတယ်။အဲ့လိုမှတ်မိပြီးလို့ရန်အနှဲငယ်ဒါမှမဟုတ်တပတ်လောက်ရှိပြီဆိုရင်တော့ ကိုမက်ထားတဲ့စာတွေကိုပြန်ပြီးတော့နှွေးပါတကယ်ဆိုရင်ဒီနေ့ကဘာသာစကား400နေရဲ့သူတိုင်းကြားပူပိသားနေပါပဲအိုလီဂရီလိုမျိုးစကားပြောနိုင်အောင်လို့ကိုညီပေးရဲ့နေရာမှာတော့ဒီနေ့ကနံပါတ်1ပါခုနကပြောနေအောင်ဆက်ရရင်အော်တိုဂရဖီကကျတော့ तू က writing skill ပိုကောင်းဖို့အတွက်ကိုညီပေးတယ်ကိုရဲ့တနေ့တိုင်မှာကြုံနေရတာတွေကိုရဲ့အတွေးတွေကိုကိုလေးလာနေတဲ့ဘာသာစကားတစ်ခုခုနဲ့ခြားရထားပြီးတော့မှတ်ရမှာပါဒီနီလန်ကတော့ autographia ဆိုတဲ့နီလန်ပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ autologia ဆိုတာပါ ဒီအဆင်းကတော့နည်းနည်းအနေငယ်များတယ်။အခက်မသိလို့ကိုယ့်ကိုတခြားသူတွေမြင်ရင်တော့ယူနေရလားဘာလားဆိုပြီးတော့တွေးတောမိသွားနိုင်ပါတယ်။ဒီနေ့ကတော့ကိုကိုကိုမှန်ထဲမှာပြန်ကြည့်ပြီးတော့ကိုလေးလာနေတဲ့ဘာသာစကားနဲ့စကားပြောကြည့်ရမှာပဲဖြစ်ပါတယ်။ဒီနည်းကိုလုံးမယ်ဆိုရင်တော့ခေါင်းထဲမှာပေါ်လာတဲ့စကားမှန်သမျှကိုအဲ့ဒီဘာသာစကားနဲ့အကုန်ထုတ်ပြောဖို့လိုပါတယ်။တခုရှိတာကငါအခုမှစပြီးတော့လေးလာကစားပဲရှိသေးတယ်။ငါတည့်ရဲ့စကားလုံးနည်းနည်းနဲ့ဘယ်လိုတော့ပြောရမှာလဲဆိုတာမျိုးကျွေးနေလောက်တယ်။အဲ့လိုလုံးလို့မရအောင် သိတဲ့စကားလုံးဘလောက်ပဲနည်းနည်းထုတ်ပြီးပြောကြည့်ရပါမယ်။အဲ့ဒါမှကိုယ့်ရဲ့အုံနောက်ကအဲ့ဒီဘာသာစကားနဲ့ပုံပြီးတော့မြန်မြန်ရေးနှီးစေမယ့်အပြင်ကိုယ့်ရဲ့ပါးစပ်ကလည်းဒီဘာသာစကားကိုပြောဖို့အတွက်စိတ်မနေတော့မှာပါ။ဒါရီမတိုင်ခင်မှာတော့အရန်အရေးကြီးတာတစ်ခုကရှိရဲ့။အဲ့ဒါကတော့ကိုယ်လေးလာတော့မယ့်ဘာသာစကားတစ်ခုပေါ့ဘလောက်အထိစိတ်ဝင်စားလဲ။ဘလောက်အထိစိတ်ရတတ်တတ်မှုရှိလဲ။ငါတအားကိုလေးလာရင်ဘာတွေထူးခြားသွားမှာလဲ။ငါဒီဘာသာစကားနဲ့ပတ်သက်ပြီးတော့ဘာလုပ်မှလဲဆိုတာပါဒီမိကုန်းတွေကိုတော့ကိုကုတ်ကိုပြန်မေးကြည့်ဖို့လိုပါတယ် ဒီမိကုန်းတွေကတော့ကိုယ့်ကိုဘာသာစကားတစ်ခုခုမြန်မြန်တက်ဖို့အတွက်တွန်းအားပေးပါတယ်ဒီလိုမှမဟုတ်ရင်တော့ကိုယ်စိတ်မပါတဲ့အရာတစ်ခုကိုလုပ်နေတာအချိန်ကုန်သွားတာပဲအဖက်တင်ပြီးတော့ဘာမှထူခြားလာမှာမဟုတ်ပါဘူးဘာသာစကားလေးလာရင်တော့ဆရာထက်သန်မှုကအရန်ကိုအရေးကြီးပါတယ်ဆရာထက်သန်မှုသာရှိနေရင်တော့ဘာသာစကား၃ခုကနေပြီးတော့၁၀ခုလောက်အထိကိုအသာလေးလေ့လာနိုင်ပါတယ်ဒီအဆင့်ကတော့ခုနကကျမပြောခဲ့တဲ့ motivation and discipline အဆင့်မှာလေ့လာချက်တွေအရာကမ္ဘာပေါ်မှာရှိတဲ့ polyglot တွေရဲ့85ရာခိုင်နှုန်းက သူတို့ရဲ့အသိဉာဏ်စိတ်တွေစိတ်ဝင်စားမှုတွေရဲ့မောင်းနှင်မှုကြောင့်ဘာသာစကားတွေကိုရေရှည်လေ့လာနိုင်နေရပါဒီအကြောင်းကိုတော့ဘာသာစကားခုနှစ်ခုပြောနိုင်တဲ့စတီဗင်ခရာရှန်ကပြောထားတာပါနောက်ချက်ခရာရှန်ပြောထားတာတစ်ခုကကိုနားလေအစင်းထက်ကိုပိုတဲ့စကားလုံးတွေကိုနားထောင်တာဖတ်ကြတာလဲကိုယ့်ရဲ့ဘာသာစကားစွမ်းရည်ကိုပို့ပြီးတော့မြန်စေပါသေးတယ်တဲ့ဒီနေရာမှာတချို့တွေတွင်းနေကြလောက်မှာတစ်ခုကတော့ဒီနီလန့်တွေကငါတို့အမြဲတမ်းပူပီးသားဆိုတဲ့အချက်တွေပါဟုတ်ပါတယ်ဒါရီကအကုန်လုံးနဲ့ယဉ်ကျေးနေပြီးသားဖြစ်လောက်ပေမဲ့ဒီတိနေပြီးသားအချက်တွေကိုတော့ တေချာလိုင်းမလုပ်တဲ့သူတွေကများပါတယ်။တကယ်တော့ဒီလိုလွယ်ကူတဲ့နီလန်းမျိုးတော့လိုင်းမလုပ်နိုင်တာကြောင့်ဂျပန်စာတင်နေရင်းနဲ့တန်လန်းကြီးဖြစ်နေတာတို့ကိုရီးယားစာမပွဲမအောင်သေးရတော့ကြုံတွေ့နေရတာပါ။လိုင်းလုံနိုင်နေရင်တော့အခုလောက်ဆိုရင်တော့တင်ကိုရန်ရလေဘာသာစကားတစ်ခုကိုဘယ်လိုလေ့လာရမလဲဆိုတာကိုပါနဲ့နေတဲ့ပိုလီဂလော့တယောက်ဖြစ်နေတော့ပါပြီ။ဆိုတော့အခုပြပြသွားတာကဘာသာစကားမျိုးစုံကိုစဉ်းစားကြည့်နေပြောနိုင်နေတဲ့သူတွေရဲ့လေ့လာပုံလေ့လာနည်းတွေ ဘာသာစကားတစ်ခုကိုမမြန်ဆန်လေ့လာနိုင်မယ့်နည်းတွေအပြင်ဘာသာစကားတစ်ခုကိုစပြီးလေ့လာတဲ့အခါမှာထားတဲ့စိတ်နေစိတ်ထားတွေအကြောင်းပြပြပေးထားတာပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီဗီဒီယိုကိုကြည့်နေကြတဲ့သူတွေထဲမှာရောဘာသာစကားလေ့လာတဲ့အခါမှာအခက်အခဲနဲ့ရင်ဆိုင်နေရတဲ့သူတွေပါလား။ဘလို့အခက်အခဲမျိုးတွေနဲ့ကြုံတွေ့နေရတာလဲ။ကိုယ့်ရဲ့အခက်အခဲတွေကိုကွန်မန့်မှာမျှဝေပေးကြပါအောင်ရှင်။ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။